အားလုံးပဲမင်္ဂလာပါညကောင်းစက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ပိုင်းလေးကတော့စစ်သားတဦးကိုယ်တိုင်ပြောလာတယ်တက်မတော်အတွင်းကအနိုင်ကျင့်မှုများကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာအဲ့ဒီစစ်သားကတက်မတော်ဒီမှာသူဘလို့ခန်းစားနေရတယ်လဲဆိုတော့ကိုပြောဆိုထားပါတယ်အားလုံးလည်းဒီလိုကိုဝင်ရောက်ကြည့်ရှုလေးတာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ုလောက်ပြောချင်သေးလို့ဗျအဲဒါကျွန်တော်ကျွန်တော်ခံစားချက်ကိုကျွန်တော်ပြောတာဒီလိုပြောလို့တော့ကျွန်တော်ကစစ်တပ်ကိုမုန်းနေတယ်ကောင်တော့မထင်နဲ့စစ်တပ်ကိုတည်အောင်ချစ်လာစစ်တပ်ထဲဝင်တော့အသက်လေး15နှစ်ကျော်ပဲရှိသေးတယ်အဲ့ဒါကို session နဲ့ဆိုပြီးတော့ကြီးပြီးဝင်လာတာဝင်နေပြောနေဗျာသူများ60နဲ့ထွက်ကိုက60လောက်နဲ့ထွက်ကောင်အဘကျွန်တော်တို့ကလူမှန်နေဆိုတော့ ပြည်တိုင်းမဟုတ်မခံဘူးဗျာပွင့်နေပြောတာသူများပြောမခံနိုင်ဘူးခံတဲ့កောင်သားလည်းလည်းမပါဘူးကျွန်တော်ဘာလို့ပဲဖြစ်ဖြစ်ပြောချင်တယ်ရင်းနှီးမှရှိချက်ချင်းပြောတာကျွန်တော်မကြိုက်မကြိုက်ဘူးပဲစိတ်ခရပါလာတယ်မပါဘူးပြောပြင်ပြီးသွားပြီနောက်တစ်ခုကကျွန်တော်တို့ကနဖာမရတော့ဗျာအားပြခုဆိုရင်စစ်တပ်ထဲမှာ28နှစ်28နှစ် လုံးတန်း28နှစ်ရှိထွက်လဲထွက်ချင်နေပါဘူးဒါမှမဟုတ်စစ်တပ်ကတော့ချစ်တယ်ကျွန်တော်တို့ဘွားတွေဘလို့ဘောမလဲတာအေးဘလူးတိုင်ယံလည်းဖြစ်နေတာအေးဘလူးတိုင်ယံပဲဖြစ်နေဟုတ်ပါတယ်အခုဆိုရင်ခံစားနေရတာအရှင်လက်လက်ငရဲကြနေတယ်ပါလကူဆိုတဲ့កောင်းနေရလဲဘလူးဘောမလဲ အရာရှိဆိုရင်များတောင်းတောင်းဆေးအောင်သွားကြည့်ပြအရာရှိဆိုသူတို့ညီလေးကိုကြီးနဲ့သူတို့ဆေးဖို့ကအော်ဒီရကျွန်တော်ဆို2016မှာရခိုင်မှာထန်ရတယ်ခေါ့ဗျာဒါဘယ်သူမှပြစ်မနေပါဘူးစက်သားကိုလည်းပြစ်တာပဲသူထိရင်လည်းသူလည်းထိမှာပဲအဲ့တော့သူပြစ်တာလည်းကိုထိတယ်ထိတော့ထန်ရဒါပဲဒါဘယ်သူမှပြစ်မနေဘူးကျွန်တော်တို့လောက်ကစက်သားလीစစ်တမ်းမှာစစ်တမ်းတက်တယ်ကိုတော့ခေါင်းနှုတ်နဲ့အကြောင်းစင်းနေရဒီတက်မှာ တိုင်းရင်တော်မြော်ပွဲနဲ့ရှည်တန်းလိုက်ရတယ်ကောင်းတယ်မသေးလို့သေးတာသေးခဲ့အဲ့ဒါကတိုင်းရင်ကဘယ်နှမ်းမနှောင်သိမှာပေါ့ပြောတဲ့ဟာနိုင်ငံပြောပါတယ်ဗျာအဲကျွန်တော်ဆို2016တုန်းကဒဏ်ရာဆိုဘယ်ဘက်လက်ညှိုးတချောင်းဖြုတ်လိုက်ရဖြတ်လိုက်တယ်ဗျာအရင်ကအဲ့တော့ပါကူကဘာပေးထားလဲဆိုစီးစင် B1 ပါမနေတဲ့ဒီကမှမင်းဆိုဘာလဲဆိုတော့စဉ်းစားကြည့် စစ်စင်ကင်းလုံးကွင်းတစ်ခုပဲရှိတယ်ကျွန်တော်အကုန်လိုက်လုံနေတာယာလူကြောင်လဲအဲစစ်စင်ဖြစ်လို့ဆိုရင်မပေးပြန်အလုပ်ကြတော့ဟိုကာကြီးဆိုတဲ့ကောင်ကမလုံနိုင်တဲ့အလုပ်တွေလုပ်နေရတယ်ကဲခံစားနေရတယ်အဲ့လိုလေအဲ့တော့ตาရေးဘုဒ္ဓတိုင်ပဲဖြစ်အနေသားတွေကမန္တာပြောနေရွာပြန်ထုတ်ခံအောင်ဖြစ်နေတာအဲ့လိုခုခင်မာလည်းဒီတိုင်းတော်တော်များများသိပါတယ် ဒါဘုရုမှာရည်ရွယ်ပုတ်ခတ်ပြီးပြောနေတယ်မဟုတ်ဘူး။ကိုယ့်ရဲ့ခန္ဓာကြောက်ကိုပြောနေတာ။အချို့ဆိုခန္ဓာကြောက်တိုက်ဆိုင်တဲ့လူတွေရှိရင်ရှိမှာပေါ့ကြာကျွန်တော်တို့။မှန်တယ်နော်စစ်တောက်တော်တော်ချစ်တယ်။ဖြစ်ခဲ့ဟိုမီနီဘားရဲ့အကြောင်းရင်းကလည်းငငယ်တုန်းကပေါ့။ငငယ်တုန်းကခွင့်မဲ့ပြက်ကွက်ဖြစ်ဘူးတယ်ပေါ့ဗျာ။ရှင်ကခွင့်မဲ့ပြက်ကွက်ဖြစ်တာလည်း ဖြစ်ပြီးတော့လည်းကျွန်တော်တို့ကသူများလို့အပြင်မှာပြဿနာရှာလို့ရဲဖမ်းလို့ဟိုရက်ွက်ယုံရောက်လို့ဟိုတက်ထင်းကကုတ်လို့ဟိုကလာခေါ်ပါဒီကလာခေါ်ပါမဟုတ်ဘူးကုတက်ကူပြန်လာတယ်ကျွန်တော်ပြန်လာတယ်ကြိုက်တဲ့ပြီးချုပ်တဲ့တန်းဝင်လိုက်အဲ့ချိန်မှာတော့အဲမူကဘာတန်းစော်ပေါ့ကဲဇော်မင်းတို့တပည့်မင်းဘာကြောင့်တနေသွားတယ်အဘားလို့ကျွန်တော်စိတ်မကုန်ဘူးကျွန်တော်မသွားဘူးလို့ကျွန်တော်ဆက်လုံးမှာလို့အေးအဲ့ဒါဆစ်တောင်တနေသွားကွာတဲ့ သွားတယ်ပြုံးပြုံးပဲပြန်လာတယ်ပြန်တောင်းထမ်းဆောင်အဲ့ဒါဟိုးတော့ပါကြာပါ2000 2000อืม2000 2000တလောက်အဲ့လိုယောက်ျားလေကိုလှုပ်ရဲခံရတယ်ဒါပေမဲ့အခုချိန်တိုင်းတာမှာကောင်းမွန်နေတဲ့တက်က25နှစ်လောက်ဖြစ်နေပြီအဲ့ငယ်တော့တစ်ချက်မှားတယ်မှားလေးကတဘောလုံးအခုချိန်ကြီးရေစုံမျိုးနော် ခုတိုင်မှာဆိုလဲကိုနဲ့ဆော်တက်ကြတော့မရှိဘူး။ဘိုးကြီးကမှတက်ကြပါဗျာပြောရအောင်။ကျွန်တော်ဘိုးကြီးတယောက်ရှိပါတယ်48ကဘိုးကြီး။ခုဒီဘိုးကြီးပဲ။တွေ့တိုင်းအဲ့ဆော်မလို့နဲ့ငါဘိုးကြီးကမှဘိုးကြီးတဲ့။ဆရာသမားရဲ့ကျွန်တော်လည်းအားနာပါဘူး။ဘိုးကြီးကမှတက်ကြဖြစ်နေပါပြီ။ခုကမှအရာရှိသူ16နှစ်လောက်ဆိုဘုံမှုတွေထွက်နေပါပြီ။တက်ကြတဲ့နေ16နှစ်လေးစဉ်းစားကြည့်။ အဲ့လိုကလည်းအဲ့လိုလေးပြောလဲရနေနေရင်လည်းပေါ့အောင်တင်တာဗျာအမှန်တော့ဘာလို့မှမစော်ကားဘာလို့မှလည်းမရည်ရွယ်ဘူးကျွန်တော်ရဲ့ခံစားချက်ကျွန်တော်ကကျွန်တော်တိတ်ခံစားနေရတာပေါ့တဘောရတာဒါပဲနောက်မှဆက်ပြောမှာဗျာအာယုံပေါ်ပေါ်လဲနေထပြောမှာဗျာအများကြီးရှိပြောစရာရင်ထဲမှာအောင်ကျေးဇူးတင်တယ်ကမ္ဘောမှာမာတော်ရှိနေမတိသောစေမသာမရှိအလုံးများများလုပ်တဲ့ကောင်ကတော့ အမှန်မကင်းတဘောတော့အလုံးလောက်ခဲ့လို့အမှရှိတယ်ဗောဒါမင်းလည်းကြာပါပြီဟိုကလေးဘောတော့မသိတဲ့အချိန်တော့ဘူးလက်ရှိဆိုရင်ကိုတကြဖြစ်မှာခြေဘောမရှိသေးတဲ့တပည့်အကောင်လုံးအခုတကြကြီးဖြစ်ဖို့ ဘလိုဖြစ်ဘသူပဲရရဝမ်းသာပါတယ်ဆိုတဲ့ဘောကချုပ်ကောင်းနေဆိုရင်နိုင်ငံတော်စကင်းတော်ရပါမယ်ကိုယ့်ရဲ့တက်ချက်တက်တမ်းဘလိုဖြစ်ဝမ်းသာပါတယ်သူပဲရဆိုတဲ့ဘောကလမောမှာအဲ့ကြည်ကပြိုးနေတာရှင်းကြည်တရီညာကြီးတော်မောတက်တက်ကောင်းနေအများကြီးခုခဲ့ တရနှလား2010တက်ကြတာစဉ်းစားကြည့်တက်ကြတဲ့နေဘယ်လောက်ဖြစ်နေလဲအဲ့တော့ဘာလို့ဘုဆက်နေနေရှင်စိတ်ရှိမှာဘာလို့ဘုဆက်နေရှင်စိတ်ရှိမှာလဲထောက်ခံကြလဲမပေးဒီနိုင်ငံတော်ဆိုတဲ့ပုတ်ကြီးကြလာတာငငယ်ရွယ်ရာလူရတာလည်းကောင်းတယ်ဆောက်ဝေါ်တွေဖြစ်ရောဟိုတက်ကြတဲ့ ြည့်တော့လဲတခါအသက်မပြည့်ဘူးတဲ့သူ့အသက်48ဆိုမဘာလို့တော့မှာလဲခွတ်ဆွဲပြီးစားရုံပဲအတကြီးမှစစ်တဲ့ဝင်ကြနောက်ပိုင်းကျအဲ့ဒါဆိုအဆင်ပြေအတကြီးမှစစ်တဲ့ဝင်တော့ရာဟုတလီရာပြည့်လိုက်အော်တိုနိုင်ငံတော်ပဲအားအစင်းသားပဲနောက်တစ်ခုကမလုံမရှုံမပြုံးနေဟုတ်ဟုတ်ဟုတ် ါပဲလို့ဒါဆိုအချိန်နဲ့သူ့အနေနဲ့တော့အစိမ်းမစိမ်းရပါလေ။ဘာဆောလို့မှမလုပ်နဲ့။အချိန်နဲ့ရပါလေ။ဟာတာ